ဒီပိုင်းလေးကြည့်ရကြရတယ်နေရတဲ့ငယ်အားလုံးပဲမင်္ဂလာပါနော်အဲဒီနေ့ဒီပိုင်းလေးကတော့ I Go Video Any Channel လေးအတွက်ပေါ့နော်အဗီဒီယိုတိဖြက်မှုဒီပညာလေးကိုလေးလာနေတဲ့ငယ်ချင်းတွေအတွက်ပေါ့နော်ဒါ Adobe Premiere Pro နဲ့ပေါ့နော် Adobe Premiere Pro နဲ့ Lower That Animation Design ဆိုတဲ့နည်းလေးကိုဒီပိုင်းလေးမှာအသေးစိတ်ရှင်းပြပေးမယ်ပေါ့နော်အဒီ Lower That Animation လေးကဘယ်လိုနေရာမျိုးတွေမှာအသုံးပြုလဲဆိုရင်ကျွန်တော်တင်မီဒီယာတွေတချို့ဗီဒီယိုတွေ Blog တွေမှာပေါ့နော်အဲစာတန်းထိုးတဲ့ပေါ့နော်မီဒီယာတွေမှာဆိုစာတန်းထိုးရဆိုရင်မှာတေးဥဆောင်ဘယ်လိုလဲအဲအဲ့လိုမျိုးပေါ့နော် ဘေးအောက်လေးမှာကိုယ့်ရဲ့အကြောင်းအရာကိုပြောနေတဲ့လူရဲ့သဘောတရားလေးကိုထည့်ပြီးထိုးတဲ့နီလန်လေးပေါ့နော်အဲ့ဒီလိုလေးအဲ့ဒီမှာအဲ့စာတန်းလေးကိုဘယ်လိုထိုးလဲပေါ့နော်အဲဒါကိုအတို့ပြီးမြားနဲ့ပြုတ်တဲ့နီလန်လေးကိုရှင်းပြပေးမှာပြီအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါကျွန်တော်မကိုဒီဇိုင်းဆွဲမယ်ဆိုကျွန်တော်အခုလောဆဲဗီဒီယိုလေးတစ်ခုကိုတော့ကျွန်တော်ထည့်လိုက်မယ်ပေါ့နော် sequence တည်ဆောင်မှာမို့လို့ဗီဒီယိုလေးတစ်ခုတော့ထည့်လိုက်မယ်ဒီဗီဒီယိုလေးထည့်လိုက်မယ်အဲ့ဒီမှာဒီဗီဒီယိုလေးကို timeline ထဲကိုဆွဲထည့်လိုက်မယ် ဆွဲတဲ့ပြီးအတန်လေးပါလေးဖြတ်ထားလိုက်မယ်ပေါ့နော်အတန်လေးမီတော့နောက်ဗီဒီယိုလေးကိုလည်းနည်းမင်္ဂလာပါအဲလောက်လောက်လေးပဲအတူလေးပဲပေါ့နော်ဒီလိုတကယ်ကျလို့ရှိမှဗီဒီယိုမရှိလဲကိစ္စမရှိဘူးကိုကလေးလာကြီးကြီးလောက်တဲ့နီလန်ပဲလေနော်အဗီဒီယိုကကြတာသဘောတရားလေးရှိအောင်လို့โอเคအဲ့ဒီမှာဆိုဒီမှာကိုကစာတန်းထုတ်ဖို့အတွက်ကြောင့်ဘာကိုယူရမယ်ဆိုရင်ဒီအောက်မှာဒီမှာပေါ့နော်ဒီမှာနော် Elibus 2ကိုဒီဒီဒီ reading ရဲ့2လေးကိုဖိလိုက်ဖိပြီးတော့ expert 2ကိုတို့ကတစ်ချက်ထားလိုက်အလုံးလေးယူမှာမို့လို့နော် โอเคအဲ့ဒါလေးရပြီဆိုတော့ဒီနေရာမှာဒီဘက်တောက်လေးမှာအလုံးလေးကိုဒီလိုမျိုးလေးဆွဲလိုက်အဲဆွဲရင်အလုံးကွက်တီးပြအောင်လို့ကီးဘုတ်ကရှက်ကီးလေးကိုဖိပြီးဆွဲပြီးနော်အဲအဲ့ဒါဝိုင်းသွားတယ်နော်ဝိုင်းသွားပြီးတဲ့ခါကျရင်သူ့ဟိုတို့ကအဲကာလာပြောင်းမှုအတွက်ကြောင့်ဒီဟာကိုနှစ်ချက်ထောက်လိုက်နှစ်ချက်တောက်လို့ရှိရင်တို့ဗာလဲဒီဘက်တောက်မှာပေါ်လာပြီတလားအဲဒီဘက်တောက်မှာတို့ဗာဖေးတချို့ကကြတော့အပေါ်မှာပေါ်တယ်အောက်မှာလည်းပေါ်တယ်ကိုကြိုက်စီလောက်ထားလို့ရတယ်နော်ဒီမှာဖေးမှာကြတော့ဖေးမှာတို့ကကာလာပြောင်းမယ်ဘာရောင်ပြောင်းမယ်အပြရောင်လေး ဒါကြတော့ကျွန်တော်ဖိဖို့အဲအယောင်လေးလှုပ်ချင်လို့เนาะโอเคအဲ့လိုပြောင်းပြီးရပြီဆိုရင်ရပြီအဲဆိုသူ့တို့ကဘာလုပ်ရမလဲဆိုရင်သူ့တို့ကဒီဇိုင်းဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုံးသေးသေးလေးကနေတော့ကြီးလာတဲ့ပုံစံလေးကိုလှုပ်ချင်တာလှုပ်ချင်တဲ့အတွက်ကြောင့်မို့လို့သူတို့ဘာလုပ်ရမလဲဆိုဒီသူက point မှာ DVD ရလေးရဲ့ point မှာသူက center point လေးတစ်ခုရှိတယ် center point လေးအဲ့ point လေးကိုသူက ဒီအလေတက်တက်ကိုချပြီးမှရမယ်အဲ့ဒါဘယ်လိုသွားမလဲဆိုရင်အဲ့ဒီအလေးကိုတစ်ချက်ထောက်ထောက်ပြီး effect control ကိုသွားသွားပြီးဒီမှာဆိုဒီ motion ကိုတစ်ချက်ထောက်လိုက်ထောက်လိုက်ဒီမှာ center point လေးပေါ်လာတယ်ဗောနော်ဒီ point လေးပေါ်လာတယ်ဒီ point လေးကိုတို့ကရွှေ့ရမှာဗောနော်ရွှေ့ဖို့အတွက်ကြောင့်ဖိပြီးတော့ဘယ်သွားမလဲဆိုဒီမှာဒီအလေးရဲ့အလေတက်တက်လေးကိုဖိပြီးတော့ချပြီးရမယ်ပြီးတာနဲ့တို့ indicator ကိုနည်းနည်းနောက်ဆုတ်လိုက်မယ်ဒါလေးကိုဆွဲပြီးချက်ထားလိုက်ပြီးအနောက်20စက္ကန့်လောက်အနောက်ဆုတ်မယ်ဆုတ်ပြီးွားရင် key frame တတ်မှတ်မယ်မစကေးကိုတစ်ချက်ထားပြီးွားရင်သူ့ကိုကီးဝင်သွားပြီเนาะပြီးရင်အရှိ့ကိုသွားလိုက်အဲပြီးရင်ရှိ့ကိုသွားလိုက်သွားပြီးဒီနေရာမှာတို့ဘာလုပ်မလဲ0ထားလိုက်โอเคဒါဆိုဒုလို့ရတဲ့ဟာလေးကို play ကြည့်လိုက်မယ်အဲအဲ့လိုမျိုးလေးပေါ်လာပြီအဲ့တော့အဲ့လိုပေါ်လာဒါကြတော့ရိုးရိုးကြီးဖြစ်နေကြည့်လိုက်ရိုးရိုးကြီးเนาะအဲအဲ့တော့သူက key ကို ဒိန်အဲ့လိုဖြစ်အောင်လို့ကီးကိုတော့လောက်ရမှာအဲ့တော့ဒီကီးကိုတော့ဘာလို့မလဲဆိုရင်ဆက်လက်ပေးလိုက်မယ်ဆက်လက်ပေးပြီးွားရင် right click ထောက်လိုက်မယ်ပြီးွားရင်တော့ဟိုအောက်ဆုံးမှာ my s a s r ဆိုရှင်နော် easy r easy ရင်အဲ့နှစ်ခုလုံးကိုထောက်အောင်မယ်တစ်ချက်ထောက်အဝင်ထွက်နှစ်ခုလုံးတစ်ချက်ထောက်ပြီးလိုက် right click ထောက်တယ်နော် right click ထောက်ပြီးတော့တစ်ချက်ထောက်တစ်ချက်ထောက်ပြီးွားရင်တို့မှာ play ကြည့်လိုက်မယ်ခုနကလည်းတူရောလားလို့ ဟိုးမတူပါဘူးเนาะနည်းနည်းမြန်လာတယ်ပေါ့เนาะโอเคအဲ့ဆိုရမယ်เนาะအသူနည်းနည်းလေးပေါ်လေးတင်လာလိုက်ပါအောင်အဲဟုတ်ပြီเนาะရမယ်เนาะအဲ့ဆိုပလေးကြည့်လိုက်မယ်အဲโอเคအဲ့ဒါလေးရပြီဆိုရင်တို့ဘာလုပ်မလဲဆိုရင်တို့ဒီမှာတိုင်းစာစာရေးမယ်အဲ့တော့စာရေးမယ်ဆို295ဘာရှင်းอ่ะစာရေးမှာဒီမှာဒီမှာတက်တူတို့ရွေးရမယ်ပေါ့เนาะတစ်ချက် ထောက်လိုက်တယ်ပြီးွားရင်ဒီနေရာမှာထောက်လိုက်ထောက်ပြီးတော့သူ့တို့ကစာရေးမယ် F အဲအဲ့ဒါယူပြီးတော့ဒီဒီ selection tool လေးနဲ့သူ့ကိုပေးကြည့်ထားလိုက်ဟုတ်ပြီနော်ပပဒီမှာဒီ layer ကိုတစ်ချက်ထောက်ထားတယ်နော်ထောက်ပြီးမှ s ကိုရေးတာနော် layer အစ်စ်မခေါ်ထားဘူးနော်စလုံး layer တသက်မရှိဘူးနော်ဘာကြောင့်လဲဆိုတော့သူကတွေ့တဲ့ဖြစ်နေလို့အဲ့တော့ပြီး play ကြည့်လိုက်တွေ့တဲ့ပဲလာတယ်โอ้ နားလဲမယ်နော်အဲ့ဒါအရင်ကြီးကြီးတယ်တို့ကလေးရတက်တက်တစ်ခုထက်ရေးမယ်ဆိုရင်တရွဲတဲ့မဟုတ်တော့ဘူးဒါဆိုပြင်ပြင်နေရမယ်နော်တရွဲစီပြတဲ့ဒီရအောင်တစ်ချက်ထားရတာโอเคအဲ့ဒါဒီကတို့မှာ၄တောက်လေးကိုယူမယ်ဒီနေရာကိုပဲပြန်ပြီးတော့ထောက်လိုက်မယ်ထောက်ပြီးဖိထားလိုက်နော် region ရဲ့ဒူးလေးတစ်ချက်ထောက်ထောက်ပြီးတို့ဒီမှာဒါလေးရဲ့အစုံးမှာအဲဒါလေးတို့ဒီကနေဆွဲပေးလိုက်ဖိပြီးတော့လက်ကလေးပဲဖိလာနော်ပြီးဒီဘက်ကိုဆွဲထုတ်လိုက်အဲအဲ့လိုလေးဆွဲလိုက်ဟုတ်ပြီနော်ပြီးရင်ဒီမှာဒါလေးရှိဆွဲတာ ပြီးရင်တို့ကဘာလုပ်ရမလဲဆိုရင်ဒီအလုံးလေးကြလို့ပြီးွားတဲ့နေရာမှာဒီနေရာရောက်နေစပြီးတော့သူ့ကိုတို့က animation ထပ်လုပ်ရမှာအဲ့တော့ပြီးရင်လွတ်တဲ့နေရာကိုတစ်ချက်ထောက်ပြီးရင်ဒီ layer ကိုတစ်ချက်ထောက်ပြီး motion ကိုထောက်လိုက်ဒါမှဒီ center point ကိုတို့ကဘာလုပ်မလဲအလယ်ရွှေ့လို့ရမှာအဲ့ center point ကိုရွှေ့တဲ့အခါမှာတို့ mouse ဖြူပေါ်နေလို့မရအောင်နော်သူ့ရဲ့ပေါ်မှာအလုံးလေးပေါ်နေတာအဲ့အလုံးလေးပေါ်တဲ့ဟာလိုက်တယ်မှာသူ့ကိုဒီကိုရွှေ့လိုက်ဒီကိုရွှေ့လာဟုတ်ပြီနော်ဒီကိုရွှေ့လာပြီးတော့ အပ်ပြီးတော့သူ့ဘာလို့မဆိုရင်ဒီကောင်လေးဘွာအသေးလေးကအဲ့တော့အောက်ချလိုက်အလုံးကကြတော့အပေါ်တင်လိုက်လေးတော့ကအောက်ကိုချလိုက်အဲဒါလေးလည်းလေးရမှာချရမယ်နော်ဘာလို့တော့အောက်ရောက်ချင်တာဟုတ်ပြီနော်အဲ့တော့အင်ဒီကေတာနဲ့ကြည့်လိုက်လို့သူ့ဒီအလုံးလေးကဒါရက်သွားပြီအဲဒီနားမှာရက်တယ်ဒီနားမှာရက်တယ်ဆိုရင်အောက်က၄တောက်ကိုじゃတစ်ချက်ထောက်ထောက်ပြီးတော့တို့ကဘာလို့ရမလဲဆိုရင်သူ့ကိုတို့ကဟိုက ဒီဘက်ကိုထွက်သွားတယ်ဆိုပုံစံလုံးအဲ့ဒါကတော့အဖက်သုံးရမယ်ဘာအဖက်သုံးမလဲဆိုရင်အဖက်ကိုသွားပြီးဒီမှာ crow ရေးမယ် c r o ဒီ crow လို့ရေးပြီးတော့ဒီအဖက်ကိုတို့ကအဲ့ဒီ၄တောက်အတုံးလေးရှိကိုဖိပြီးတော့ဒီဘုံကိုဆွဲတင်လိုက်ဆွဲတင်ပြီးရင်အဖက် control ကိုသွားသွားပြီးတို့ကီးသမှတ်ကဘာမှသမှတ်မယ်ဆိုရင် right မှာ right မှာ token animation ကိုတစ်ချက်ထောက်လိုက်ပြီးွားတာနဲ့ဒီကောက်ကိုပေးပေးလိုက်ဒီဘက်ကိုပေးဖို့အတွက်ကို ီလိုလေးဆွဲလိုက်100ပါဆင့်လောက်ပေးလိုက်အော်80လေးရတယ်နော်100ပါဆင့်မပေးလိုက်ပါပူပြီးတက်ကြသွားတယ်โอเคပြီးတာနဲ့ဟိုတို့ကဘာလုပ်ရမလဲဆိုရင်ပြီးတာနဲ့အဲ့ဒါကိုအင်ဒီကေတာကိုနောက်ဆုံးဆုတ်ပြီးွားရင်သူ့ကို0ဒီဘက်ပြန်ဆွဲထုတ်လိုက်ဟာဒီဘက်0ပြန်ဆွဲထုတ်လိုက်ဟဲ့နော်လူမေးပြန်ဆွဲထုတ်လိုက်โอเคအဲ့ဒါဆိုရင်ရမယ်နော်အဲပလေးကြည့်လိုက်မယ် โอเคရှုပ်ွာလာမသိဘူးเนาะလွယ်လွယ်လေးเนาะ right ကိုတို့ကကီးတက်မှတ်ပြရအခြေခံလေးကိုနားလိုက်ပြီးဒါရလိုက်မှာเนาะ right ကိုတို့ကဘယ်လောက်ရမလဲကီးတက်မှတ်ပြီးဒါကီးတက်မှတ်တဲ့ခါမှာအစမှာတို့ကဘယ်လောက်လဲ100%ထားလိုက်4000မူလို100%ထားတယ်အဆုံးမှာဒီနေရာမှာတစ်ခုရှိတာကတူတူပဲเนาะဒီကောင်ဒီအလုံးလေးလဲသူလဲသူ့ရဲ့ဆန္ဒပွိုက်ရှိတယ် motion ကိုတွားပြီးထောက်ကြည့်လိုက်ရင်အဲဆန္ဒပွိုက်ကိုတို့ကဘယ်လောက်မှာဆိုရင်အလဲကိုရွှေ့ထားပြရတာမရွှေ့ထားပြီးသားပဲဒီမှာเนาะဒီမှာဆန္ဒပွိုက်လीရွှေ့ထားပြီးသားပဲเนาะအဲ့ဒါမရွှေ့လို့မရဘူးเนาะ โอเคအဲ့ဒါပြီးွားပြီဆိုရင်တို့ဘာလုပ်မယ်ဆိုရင်စာရေးမယ်โอเคဒီအောင်ထောက်လိုက်တယ်เนาะအထောက်ပြီးတော့စာရေးတယ်ဘာလဲဆိုရင် i w o r a d o i o o b i n d u v i d e o e d n e d i n d i n g ဒါနေအဲ့အဲ့လိုမျိုးဆွဲပြီးသူ့ကိုနေရာချတာပြီလိုက်ဘာကြောင့်ဒီလေယာပေါ်ထောက်ထားခြင်းလဲဆိုလို့ရှိရင်ကာလာပြောင်းခြင်းရတော့ဒီဘက်မှာကာလာပြောင်းလို့ရတယ်เนาะ ီမှာစလုံးကလာပြောင်းပေါ့နော်အစလုံးရဲ့ဒီဇိုင်းကြိုက်တာလို့ယူလို့ရတယ်နော်အဲနော်ဟုတ်ပြီနော်ကြိုက်တာယူလို့ရတယ်โอเคအဲ့ဒါဆိုဒုလို့လာတဲ့ဟာလေးကိုကြီးကြီးလိုက်မယ်ပလေးကြီးလိုက်မယ်โอ้ဟုတ်ပြီเนาะအဲအဲ့ဒီမှာတခုသိရမှာကဒီမှာကြည့်ဘလို့ပလေးလိုက်လို့ တို့ဒီလီယာပဲထောက်တာနဲ့ပရိသတ်လေးကိုစလုံးအောင်လုံးမလို့ဘူးအစလုံးလုံးမလို့တာဘာကြောင့်လဲဆိုတော့ crow effect ကသူကဘယ်ရောက်နေလို့လဲစလုံးရဲ့အောက်ရောက်နေပြီဒါဆိုတို့ကဘာလို့မလဲအဲ့ crow effect ကိုအပေါ်လေးဆွဲတင်စလုံးရဲ့ပေါ်တင်ပြီလားအဲအဲ့ဆိုတို့ပလေးကြည့်လိုက်မယ်အိုးတူတူပဲဖြုတ်တူတူပဲဖြုတ်သွားတယ်နော် အဲ့ဆိုရလိုက်မယ်နော်ဟုတ်ကဲ့အဲ့ဆိုဒီ plan လေးကကြတော့ဒါကကြတော့ noise animation လေးနားမလဲဆိုခဏခဏကြည်ပေါ့နော်ဒေတာလေးနားထောင်ပါဒါအခြေခံဤပညာတွေကိုရှင်းပြတာအခြေခံသဘောတရားတွေပဲဒါလေးတွေကိုတို့ကရပြီဆိုရင်နောက်ထပ်နီလန်းနီလန်းတွေကိုအများကြီးဖန်တီးလို့ရမယ်ပေါ့နော် Okay အဲ့တော့ကျောင်းရဲ့ brain image တွေအတွက် video ဒီချက်ဤပညာတွေအတွက်အားလုံးအဆင်ပြေကြပါစေမသိတာနားမလဲတာရှိရင်ဒီဘူးတင်ကားလာရှင်းပြတာအဆင်ပြေရှိရင်အောက်မှာ comment လေးရေးခဲ့ပြီးပြန်ပြီးတော့အကောင်းဆုံးရှင်းပြပေးမယ် Okay အားလုံးဘိုင်ဘိုင်